နှစ်တိုင်းတင်တို့ပန်းနိုင်နေချမှတ်တယ်ပိုကောင်းအောင်လုပ်မယ်ကိုပိုင်စီးပွားရေးတစ်ခုစတင်မယ်ဒါပေမဲ့ဒီလိုပန်းနိုင်နေရဘာဖြစ်သွားလဲသိမကြခင်မှာပဲပျောက်ကွယ်သွားတယ်ဒါဘာကြောင့်လဲတင်ဘာကြောင့်ပန်းနိုင်နေချမှတ်ပြီးအောင်မြင်မလုပ်နိုင်ရတာလဲအကြောင်းရင်းကတင်ရဲ့စိတ်အားထက်သန်မှု motivation ကိုပဲအားကိုးနေလို့ပါစိတ်အားထက်သန်မှုဟာတင့်ကိုစတင်စေနိုင်ပေမဲ့တကယ်ရလက်တွေရဖို့အတွက်တင့်မှာ စီကံနဲ့လိုက်နာရမယ့်လမ်းပြမြေပုံတစ်ခုလိုအပ်ပါတယ်ဒီနေ့ကျွန်တော်တို့ SMART လို့ခေါ်တဲ့အောင်မြင်တဲ့စနစ်ကိုအသုံးပြုပြီးအဲ့ဒါကိုတင့်ရဲ့စီကံရှိတဲ့ဘဝနဲ့ကိုက်ညီအောင်ဘယ်လိုပြောင်းလဲရမလဲဆိုတာဆွေးနွေးပေးသွားမှာဖြစ်ပါတယ် Flow and Talk by AK YouTube Channel မှာကြိုဆိုပါတယ်တင့်ရဲ့အောင်မြင်မှုလမ်းကြောင်းမှာအကျိုးရှိစေမယ့်ဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူ AK ပါ အောင်မြင်တဲ့လူတိုင်းဟာသူတို့ရဲ့စိတ်ကူးတွေကိုပို့ပြီးလက်တွေ့ကြတဲ့အဆင့်တွေအဖြစ်ခွဲထုတ်နိုင်ခဲ့ကြတယ်။ဒီ SMART goal စတင်မှာပါတဲ့စီးမီး၅ခုကိုအရင်ဆုံးကြည့်ရအောင်။ S S ဆိုတာကတော့ specific တိကျပြတ်သားခြင်းပန်းနိုင်ဟာမရေရာတဲ့စိတ်ကူးမဖြစ်ရဘူး။ဘယ်သူဘာကိုဘယ်မှာဘယ်အချိန်မှာလုပ်ရမလဲဆိုတာရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိနေရမယ်။ဥပမာငါလာမယ့်6လအတွင်းဘဏ်အကောင့်ထဲမှာချက်သိန်းတရာရအောင်စုမယ်။ M. Marshall River တိုင်းတာနိုင်ခြင်းတင့်တိုးတက်မှုကိုရည်ရွယ်နိုင်ရမယ်တိုင်းတာနိုင်ရမယ်ဒါမှတင်ဆက်သွားနေတာလားရက်နေတာလားဆိုတာသိနိုင်မယ်ဥပမာတစ်ဖက်3ချိန်ကိုတစ်ချိန်ကိုနိုင်ဝက်စီပြေးမယ် A. achievable ပြီးမြောက်နိုင်ခြင်းဘန်းနိုင်ဟာကြီးမားနိုင်ပေမဲ့လက်တွေ့မကြရင်အစကတည်းကလက်လျှော့ဖို့လွယ်တယ်သင်ရဲ့လောက်အားအရင်းမြစ်တွေနဲ့အချိန်ကိုကြည့်ပြီး ချမှတ်ပါ။အာ relevant သက်ဆိုင်ခြင်းဒီပန်းတိုင်းကတင့်ရဲ့အထူးရည်ရွယ်ချက် purpose နဲ့ကိုက်ညီပါသလားမကိုက်ညီရင်မကြာခင်ပြက်ကွက်တော့မှသိချတယ် T time bound အချိန်သတ်မှတ်ခြင်းအချိန်အကန့်အသတ်တစ်ခုမထည့်ထားရင်ဒီပန်းတိုင်းဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးဥပမာဒီ project ကိုလာမယ့်လကုန်30ရက်နေမှာပြီးအောင်လုပ်မယ်ဟုတ်ပြီ ဒီ၅ချက်ကသင်ကို90တင်းနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲ တတ်တဲ့သူဖြစ်စေပါတယ်။ဒါပေမဲ့အောင်နိုင်သူတယောက်ဖြစ်ဖို့အတွက်နောက်ထပ်စီကန်းဆိုင်ရာအဆင့်နှစ်ဆင့်ကိုထပ်ပေါင်းခဲ့ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့စီကန်းဆိုင်ရာအတွေးခေါ်ကို ပန်းနိုင်နေနဲ့ချိတ်ဆက်ဖို့အတွက် smart အပေါင်း AC ဆိုတဲ့စီမံတစ်ကိုဖန်တီးလိုက်ရအောင်။ C comfort cost တတ်တောင့်တတ်တာရှိမှုတန်ဖိုးပန်းနိုင်မတတ်မခင် ကိုကိုကိုမေးပါဒီပန်းနိုင်ကိုရဖို့အတွက်ဘလောက်တက်တောင့်တတရှိမှုကိုစွတ်လို့ရမလဲဥပမာညနေတိုင်း TV ကြီးတက်တဲ့အချိန်လို့ဆက်ကိုပိတ်ပစ်တက်တဲ့အချိန်ဘာကြောင့်လဲသင်ရဲ့အုံနောက်ကနဲနာကျင်မှုကိုမုံတယ်သင်တက်တောင့်တတရှိမှုတန်ဖိုးကိုကြိုတင်မတတ်မှတ်ထားရင်ပန်းနိုင်ကိုစတင်တဲ့ပထမဆုံးရက်မှာပဲနာကျင်မှုအတားအဆီးဖြစ်တဲ့ pain barrier ကိုရှောင်ပြီးလက်လျှော့သွားလိုက်မယ်စီကန်းဆိုတာ အဲ့ဒီစွန့်လွတ်ရမယ့်အရာကိုရင်ဆိုင်ခြင်းပါပဲ A action metric လှုပ်ဆောင်ချက်ကိုတိုင်းတာခြင်းလူများစုကရလက်ကိုပဲပန်းနိုင်ဖြစ်သတ်မှတ်တယ်ဒါအမှားကြီးတစ်ခုပါဥပမာစေပေါင်းကြရမယ်ဆိုတဲ့ရလက်ကိုတင်အပြည့်ဝထိန်းချုပ်လို့မရဘူးတင်အပြည့်ဝထိန်းချုပ်နိုင်တဲ့နေ့စဉ်လှုပ်ဆောင်ချက် action ကိုပဲပန်းတိုင်ဖြစ်သတ်မှတ်ပါဒါကုံရင်၅ပေါင်းကြအောင်ကြိုးစားမယ် ဒါရလက်တစ်ခုဖြစ်တဲ့အတွက်သင်ထိန်ချုပ်နိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ action ဖြစ်တဲ့ကျွန်ုပ်တပတ်မှာ gym ကို၄ချိန်သွားပြီးညနေ9နာရီနောက်ပိုင်းအချိုတက်ဖြစ်မယ်။ဘာကြောင့်လဲ။သင်ရဲ့စီးကင်းဟာရလက်ကိုအာယုံ စိုက်တာမဟုတ်ဘူး။လှုပ်ဆောင်မှုရဲ့တည်ငြိမ်ခြင်း consistency of action ကိုအာယုံစိုက်တာ။လှုပ်ဆောင်မှုတည်ငြိမ်လာရင်ရလက်ကအလိုလိုလိုက်လာပါလိမ့်မယ်။ အခုဆိုရင်တင့်မှာ smart about ac ဆိုတဲ့ system တစ်ခုကိုရှိနေပြီဒါပေမဲ့အခက်ခဲဆုံးပိုင်းကဘာလဲဘာလို့ထင်ပါသလဲစတင်ဖို့ပါပဲတင့်ရဲ့ဘန်းနိုင်ကိုချက်ချင်းစတင်နိုင်ဖို့အတွက်5မိနစ်စီမင်းကိုပြန်သုံးချပါဒီဘန်းနိုင်ရဲ့ပထမအောင်ဆုံး5မိနစ်လှုပ်ဆောင်ချက်ကဘာလဲဆိုတာရှင်းရှင်းလင်းလင်းခွဲထုတ်လိုက်ပါဥပမာတင့်ရဲ့လှုပ်ဆောင်ချက်ဘန်းနိုင်ကစာအုပ်တော့အုပ်ကိုနေ့စဉ်စာမျက်နှာ၁၀မျက်နှာဖတ်မယ်ဆိုရင်5မိနစ်စီမင်းက5မိနစ်ပဲ ဖက်ဖို့စာအုပ်ကိုဖွင့်လိုက်မယ်ဆိုပြီးတော့ဖြစ်ပါတယ်။စိတ်အားထက်သန်မှုဟာမရောက်လာပါဘူး။တင်းလုံဆောင်ချက်ကိုစတင်လိုက်တဲ့အခါစိတ်အားထက်သန်မှုကနောက်ကနေလိုက်လာတာပါ။အရင်ဆုံးစတင်လိုက်ပါပြီးတော့မှစိတ်အားထက်သန်မှုကိုဖိတ်ခေါ်လိုက်ပါ။ပန်းနိုင်ချမှတ်ခြင်းဟာစိတ်ကူးရင်ဖို့မဟုတ်ပါဘူး။အဲ့ဒါဟာလက်တွေ့ကြဖို့ပါပဲ။စီကန်းဟာအင်ဂျင်တလုံးဖြစ်ပြီးတော့ Smith Plus AC ဆိုတဲ့စနစ်ကတင်းရဲ့လက်ညှိုးမြေပုံပါပဲ။တင်းရဲ့ခံစားချက်တွေကိုစောင့်မနေပါနဲ့။ပန်းနိုင်တွေကို အောင်မြင်ဖို့အခုပဲစတင်လိုက်ပါဒီဗီဒီယိုကသင်အတွက်တစုံတရာအထောက်အကူဖြစ်ခဲ့မယ်ဆိုရင် like ပေးပြီးသင်ရဲ့ပထမအဦးဆုံးလှုပ်ဆောင်ချက်ရဲ့တိုင်းတာချက် action metric ကို comment မှာဘာတွေလှုပ်ဆောင်ခဲ့လဲဆိုတာရေးပေးခဲ့ပါဦး channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်